မြန်မာနိုင်ငံအပူပိုင်းစုံမှာရာသီဥတုပြောင်းလဲတာမိုးခေါင်နာနဲ့တင်းနံဖြက်ပိုးကြားရောက်တာတွေကြောင့်တင်းနံတွေပြည့်စည်ဆုံးရှုံးမှုဖြစ်ပေါ်လျက်ရှိတယ်လို့ပြည်တော်စုဝင်ကြီးဦးမင်းအောင်ကပြောပါရယ်မလာဆက်ရှိရကစိုက်ပျိုးရေးမွေးမြူရေးနဲ့ဆယ်မြောင်းဝင်ကြီးဌာနပြည်တော်စုဝင်ကြီးယုံစုဝေးခမ်းမဆောင်မှာကျင်းပတဲ့မဲခေါင်လန်ချန်ပိုးပေါင်းဆောင်ရွက်မှုအထူးရမုံငွေနဲ့ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံအပူပိုင်းဆောင်မှသင်းနဲ့ပြည်စီဆုံးရှုံးမှုဖြစ်ပေါ်စေတဲ့အကြောင်းရင်းတွေကိုလေ့လာဆန်းစစ်ခြင်းစီမံကိန်းအောင်မြင်ပြီးမြောက်ခြင်းအခမ်းအနားမှာ၎င်းကအခုလိုပြောကြားခဲ့တာပါ ပြည်သူ့ဝင်ကြီးဦးမင်းအောင်ကမြန်မာနိုင်ငံအပူပိုင်းဆောင်မှာရာသီဥတုပြောင်းလဲတာမိုးခေါင်နာနဲ့တင်းနှံဖြက်ပိုးကြားရောက်တာတွေကြောင့်တင်းနှံတွေပြက်စီးဆုံးရှုံးမှုဖြစ်ပေါ်စေလျက်ရှိပြီးစွားတင်းနှံမှာစစ်ပိုးစီးထွက်တင်းနှံနဲ့ဝါတင်းနှံမှာဆုပ်စားပိုးပဲမျိုးစုံမှာတင်းလုံးဖောက်ပိုးတို့အများဆုံးကြားရောက်တာကိုတွေ့ရှိရကြောင်းတင်းနှံကြီးထွားမှုအစဉ်လိုက်ဆုံးရှုံးမှုအနေနဲ့တင်းနှံအများစုမှာစိုက်ပြီးတလမှာပြက်စီးဆုံးရှုံးမှုတွေနဲ့တူလောင်ချိန်မှာပြက်စီးဆုံးရှုံးမှုတွေရှိသလိုရေသိမ်းပြီးနောက်ပိုင်းကာလမှာကြုံတွေ့ကြရတဲ့ တင်းနယ်လေးလွင့်ဆုံးရှုံးမှုကပုံမှုများပြားတာကိုတွေ့ရှိရကြောင်းပြောပါရယ်။ဆက်လက်ပြီးရာသီဥတုပြောင်းလဲတာကြောင့်ပျက်စီးဆုံးရှုံးမှုအများဆုံးတင်းနယ်တွေအနေနဲ့မန္တလေးတိုင်းဒေသကြီးမှာပင်းစင်းကုန်ပဲတီစိမ်မြေပဲတို့ဖြစ်ပြီးမကွေးတိုင်းဒေသကြီးမှာပဲကြီးနေကြနှမ်းသီးနှံတို့ဖြစ်ကြောင်း တင်းနံစိုက်ပျိုးထုတ်လို့ရမှာသွေးအားစုဈေးနှုန်းမြင့်မာတာရာသီဥတုပြောင်းလဲတာအလုသမားရှားပါတာတင်းနံဖျက်ဖို့နဲ့ပေါင်းကြရောက်တာနဲ့စိုက်ပျိုးရရရှိမှုခက်ခဲတာစတဲ့အခက်အခဲတွေကိုတောင်သူတွေအများဆုံးကြုံတွေ့ကြရတာကိုအခုစီမံကိန်းမှာလေးလာဆန်းစစ်နိုင်ခဲ့ကြအောင်အပူပိုင်းဆောင်ဒေတာမှာရှိတဲ့တောင်သူတွေအကျိုးစီးပွားဖြစ်ထွန်းစေဖို့နဲ့ဒေတာရဲ့ကုန်ထုတ်လုပ်မှုတိုးတက်ရေးအတွက်အထောက်အကူများစွာဖြစ်စေခဲ့တဲ့အခုစီမံကိန်းဆောင်ရွက်ခွင့်ရရှိရေးနဲ့စီမံကိန်းရဲ့ရည်ရွယ်ချက်တွေအတိုင်းအောင်မြင်အောင်ဆောင်ရွက်ပေးခဲ့ကြတဲ့ကဏ္ဍအသေးသေးကတောင်ဝင်ရှိသူ တွေအားလုံးကိုကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါတယ်။